ကျွန်တော်ချင်းမိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲမင်္ဂလာရှိတော့ကျွန်တော်တို့အင်္ဂါနေ့အဖွင့်နေလေးဖြစ်ကြပါစေကျွန်တော်ဒီနေ့14ရက်အင်္ဂါနေ့ပေါ့နော်မနေ့ကတနင်္လာနေ့ကပိတ်တယ်ဆိုတော့အဲဒီနေ့တရက်စာအတွဲကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လည်းခုမှပြန်ပြီးနေကောင်းကစားမလို့ပေါ့နော်ပြန်ပြီးတော့ဗီဒီယိုတွေအဲပုံမှန်ပြန်ပြီးတော့တင်ပေးပါတော့မယ်နော်အခုမှကျွန်တော်လည်းပြန်ပြီးတော့နေစပြီးပြန်ကောင်းတာမလို့အရင်ရက်ကကျွန်တော်နေမကောင်းဖြစ်နေတာပေါ့နော် အားကြောင့်မလို့မတင်ပြတာပေါ့နော်ဒါဆိုဒီနေ့တရားစာအတွေ့ကျွန်တော်တို့ဗာဒီလောက်ကမယ်ဆိုတာကိုကဲပြောပြမယ်ဒီနေ့တရားစာအတွေ့ကျွန်တော်ပေးနေကြအတိုင်အဲနေကုံတိပေါ့အဓိက main key ၃လုံးကိုအရင်ပြောပါမယ် main key ၃လုံးကတော့ကျွန်တော်တို့၄၅၆ဆိုတဲ့ key ၃လုံးဖြစ်ပါတယ်ဒီ၄၅၆ဆိုတဲ့ key ၃လုံးထိမှာပေါက်ပါမယ်မကြည့်ရင်မပေါက်ပါဘူးနော်၄၅၆နဲ့တွဲပြီးတော့ ကိုကြိုက်ရဝိုင်းငင်းတို့မူပြိနေအပြီးပေါက်ကစားလို့ရပါတယ်အဲကျွန်တော်ပေးရမယ့်ဒီနေ့အဲနေတိုက်ကိုပြောပါမယ်နေတိုက်တရစာကတော့အဓိက main ပတ်သီးပေါ့နော်အဓိက main ပတ်သီးကကျွန်တော်တစ်ချောက်ပတ်သီးဖြစ်တယ်တစ်ချောက်ဝိုင်းငင်းဖြစ်ပါတယ်တစ်ချောက်ပတ်သီးပါအဲ့တော့ကျွန်တော်တို့ကအရင်လိုဟိုလုံးပိုင်းခေါ်နေကြအတိုင်းခေါ်လိုက်မယ်ဆိုရင်၄၅6ကီးနဲ့တစ်ချောက်ဝိုင်းငင်းနဲ့ကြည့်လိုက်မယ်ဆိုရင်6တလုံးပိုင်းလို့ပြောလို့ရပါတယ်အဲအဲ့ဒီထဲမှာမှကျွန်တော် အကြိုက်ဆုံးရွေးထားတဲ့ ကနန်းလေးပေါ့နော် main quest လေးတွေကိုပြောပြမယ်အဲတစ်ချောင်းနဲ့ပတ်သက်လို့ဆိုရင်အဲ6နဲ့ပတ်သက်တာအရင်ပြောမယ်60 65 63 68 60 65 63 68အဲနောက်တစ်ခုကကြတော့1နဲ့ပတ်သက်တာကြတော့ပြီးတော့13ရေ15ရေ19ရေ12ရေ13ရေ15ရေ19ရေ12ရေ နော်အဲ့လေးကိုအလုံးပေါင်း၈ကွက်တင်းနဲ့ပတ်သက်တာ၄ကွက်၆နဲ့ပတ်သက်တာ၄ကွက်ဆိုပြီးတော့အလုံးပေါင်း main ကွက်၈ကွက်ရှိပါတယ်အဲ့ထက်မှာအကြိုက်ဆုံးထပ်ပြီးတော့ရွေးပေးပါအောင်ဆိုရင်ကျွန်တော်က၃ကွက်ရွေးပေးပါမယ်တရက်စာအကောင်းဆုံး၃ကွက်ကတော့686315အဲ့ဒီ၃ကွက်ဖြစ်ပါတယ်အလုံးပဲတန်ကောင်းကြပါစေ